တရရှင်တွေအားလုံးတာလီစော့ပါ Development Media ကို DMG ရဲ့2025ခုနှစ်ဧပြီလ30ရက်နေ့အတွက်သတင်းတာထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့အပြည့်ရဲ့တတန်းကုန်ချိန် AA ထိုးစက်တွေပြန်ဆလာနိုင်မလားဆိုတဲ့အကြောင်းနေရက်ပြန်ခိုင်တွေရန်ကုန်ကြောက်ဖြူခရီးစရိတ်30ကျော်ကုန်နေတဲ့တဲ့ နောက်ထိုးတောင်ခေါရမှာရှိတဲ့အမှတ်900နဲ့စခန်းအနီးတိုက်ပွဲဖြစ်ပွားပြီးစက်ကောင်စီကစိတ်ငွေဘုံ30ကျော်တိုက်ခတ်ခဲ့တဲ့တဲ့ရင်နဲ့အပါအဝင်တခြားစိတ်ဝင်စားစရာတဲ့ရင်တွေကိုလည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမဆောင်းကြီးတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့အပြည့်ရတက်တန်းကုန်ချင်းအေထိုးစစ်ပြန်ဆနိုင်မလားဆိုတဲ့အကြောင်းကို တင်ဆက်ပေးရှင်ပါတယ်။ ငလီရင်တဲ့ပြည်သူတွေတက်ကုညီကစေရီထီတီရရလုံနိုင်ဖို့ဧပြီတရက်ကနေဧပြီ30ရက်ထိတစ်ဖက်သက်အပြည့်ရမယ်လို့မဟာမိတ်သုံးဖွဲ့ရဲ့ကြီးညာချက်ဟာဒီကနေ့နောက်ဆုံးဖြစ်ပါတယ်။လက်ရှိရခိုင်ဒေသမှာစစ်တွေနဲ့ကြပ်ပြူမြို့နယ်တွေမှာအေကထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရည်နာထားပြီးစစ်ကောင်စီကဂျက်ဖိုက်တာလက်နက်ကြီးဒရုန်းတွေကိုအုံပြူပြီးတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒါပေမဲ့အပြည့်အထားချိန်မှာအေအေထိန်းချုပ်ခဲ့တဲ့လက်ခမောမလွကျွနဲ့ပြင်းရှင်ကျေးရွာတွေကိုစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီကျေးရွာအနီးအနားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ဒါအပြင်စစ်တွေမျိုးနေမှာလဲအေကထိုးစစ်ဆင်မှုတွေမရှိဘဲစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုနေစဉ်ပြုလုပ်နေတာကြောင့်နေအိမ်မီးလောင်ပျက်စီးမှုတွေရှိနေပါတယ်။ စစ်တွေမှာစစ်ကောင်စီရဲ့ပြစ်ခတ်မှုတွေဟာဝါဘိုမင်းလာတော်ကန်ဇော်မတက်စားရဲကြေးရွာအနီးနဲ့ပုံနှကျွန်းမြို့နယ်အဆက်ကကြေးရွာတွေကိုဥတီနေတာကိုတွေ့ရပါတယ်ဒါအပြင်အရကတက်တော်ရဲ့ထိုးစစ်တွေဟာမကွေးနေဆက်ဗကူးတိုင်းတွေမှာလည်းရပ်နာထားပေမဲ့လည်းစစ်ကောင်စီရဲ့ထိုးစစ်တွေကိုခုခံတိုက်ခိုက်တာကြောင့်တိုက်ပွဲတွေ ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ အဲ့ဒီလိုစစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့်မကြခင်ကာလမှာ AA ရဲ့ထိုးစစ်တွေတပ်ဖန်ပြင်းထန်လာနိုင်ခြေရှိတယ်လို့နိုင်ငံရေးလေလာသုံးသပ်သူဥဖေတန်းကသုံးသပ်ထားပါတယ်ဆက်လက်ပြီးတော့နေရက်ပြန်ရခိုင်တွေရန်ကုန်ကြောက်ဖြူခရီးစဉ်တိတ်နေစေကြောကုန်တွေတဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ် အကြောင်းအမှုမြင့်နဲ့ပြည်မနဲ့နိုင်ငံရှားရောက်ရခိုင်တွေမှာအခုခါမှာတော့ရခိုင်ပြည်ကိုပြန်လာချိန်မှာရန်ကုန်ကတစင်တောက်ဖြူကိုလေရန်လမ်းကြောင်းအသုံးပြုပြီးလာနေကြတာဖြစ်ပါတယ်။အဲ့ဒီလိုခရီးသွားရမှာစက်ကောက်စီတပ်ဖွဲ့ဝင်တွေနဲ့ဌာနဆိုင်ရာတွေအပြင်ပွဲစားတွေကိုပါငွေကြေးပေးဆောင်ရတဲ့အတွက်ငွေကုန်ကျအများပြားတာဖြစ်တယ်လို့သိရပါတယ်။အခုချိန်မှာတော့ရန်ကုန်ကနေတောက်ဖြူကိုခရီးစေးအနည်းဆုံးလူတစ်ယောက်ကိုငွေကျပ်30ဝန်းကျင်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ပွဲစားတွေအနေနဲ့ငွေညှက်နေကြတာဖြစ်တယ်လို့ရန်ကုန်ကနေရခိုင်ကိုပြန်လာတဲ့ပေါက်တော်ဒေသခံအမျိုးသားတအူကပြောပါတယ်။ ပြမရရခိုင်လူမျိုးတွေမှာနေရက်ကိုပြောင်းမဲ့အကြောင်းရံနဲ့ပတ်သက်ပြီးသူတို့နေထိုင်ရာရဲ့ကျေးအုပ်ချုပ်ရေးမှုယုံနဲ့ရဲစခန်းတွေမှာထောက်ခံစာတောင်းယူရပါတယ်။ထောက်ခံစာမပါတဲ့သူတွေကိုတော့လန်ခီးမှာဖမ်းဆီးခံရမှုတွေရှိနေတယ်လို့သိရပါတယ်။အဲ့ဒီထောက်ခံစာရဖို့အတွက်ရဲစခန်းနဲ့ရဲကျေးအုပ်ချုပ်ရေးမှုတွေစီငွေကြေးပေးရတဲ့အပြင်ပွဲစားတွေကတစင်ရှင်းကပ်ရတဲ့အတွက်ငွေကြေးအပူကုန်ကျမှုတွေရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ။နောင်ရှိုးတောင်ခမ်းရွာမှာရှိတဲ့အမတ်900နှစ်စခန်းအနီးတိုက်ပွဲတွေဖြစ်ပြီးစစ်ကောင်စီကအစိုက်ငွေပုံ၁၀ကျော်တိုက်ခိုက်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါ။ရှမ်းပြည်နယ်နောင်ရှိုးမြို့နယ်တောင်ခမ်းကျွာမှာရှိတဲ့အမတ်900နှစ်တက်စခန်းအနီးမှာဧပြီလ29ရက်နေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကအစိုက်ငွေပုံ၁၁လုံးနဲ့လက်နက်ကြီး26လုံးပစ်ခတ်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။စစ်ကောင်စီကဧပြီ29ရက်နနက်၈နာရီကနေညနေ၄နာရီခန့်အထိအစိမ့်ဝေဘုံတွေလာရကြေးချတာ 900နင်းနဲ့653တက်စကန်ကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ငလင်းရဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီရဲ့အပြည့်အဝကာလတက်တန်တိုးထားပေမဲ့လည်း TNL ထိန်းချုပ်ဒေသတွေကို စစ်အင်အားဖြစ်တင်တာတွေထိုးစစ်ဆင်တာတိုက်ပွဲဖြစ်ပေါ်မှုမရှိတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ TNL ကဆိုပါတယ်။ပြီးခဲ့တဲ့24ရက်နေ့ကလည်းနောင်ရှုံမြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့အစိမ့်ငွေဘုံ၈လုံးနဲ့ဘုံ28လုံးလာရောက်ကျေရှာတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ ငလရင်ကြောင့်အင်းဝမ်းမှာရှိတဲ့ရှေးဟောင်းအဆောက်အုံ၆ရာကျော်ထိခိုက်ပျက်စီးခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးမှာပါ။စကိုင်းဘဟုပြုလှုပ်ခတ်ခဲ့တဲ့ငလရင်ကြီးကြောင့်မန္တလေးတိုင်းအင်းဝမ်းမြို့ဟောင်းမှာရှိတဲ့ရှေးဟောင်းအဆောက်အုံ960ခုရှိတဲ့ထဲက614ခုထိခိုက်ပျက်စီးခဲ့တယ်လို့ရှေးဟောင်းသူတည်တနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကဧပြီ29ရက်ထုတ်ပြန်ချက်အရသိရပါတယ်။ငရင်ကြောင့်ပစ္စည်းမှုမှာ80620ခုနှစ်ကညောင်ရမ်းမိတဲခဲ့တဲ့မဟာမျက်မနှီး စန္ဒာမူနီဖျားပစ္စည်းကြတဲ့အပြင်အင်းဝမှာရှိတဲ့ရှေးဟောင်းသူရတနာပြတိုက်မှာလည်းငလီဒန်တင်ခဲ့ရပါတယ်။အဲဒါပြင်အင်းဝခက်ရဲ့စန္ဒမူနာထားရလောက်တဲ့အင်္ဂရီပန်လက်ရတွေကြန့်ရှိနေတဲ့လေထက်ကြီးဖျားပထမအင်းဝခက်ကမင်းကြီးစွာစောကဲ AD 1380မှာတည်ထားပြီးညောင်ရွံ့မြက်အဆက်ဆက်ကိုးကွယ်ခဲ့တဲ့ရွှေစည်းကုံစီရီတော်နဲ့ AD 1822မှာဗာကြီးတော်မင်းနဲ့နမရုံမန်နူတို့ဆောက်လုပ်လူဒန်းခဲ့တဲ့မန်နူအုပ်ချုပ်ဟာလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။ မန္တလေးအင်ဝပင်ရပလိတ်မခရစကိုင်းစတဲ့ဒေသတွေမှာရှိတဲ့ငလျင်တန်သိရှီဟောင်းအမွေနဲ့တကို ထိမ့်သိမ့်နိုင်ဖို့စတန်ကောက်ယူနေပြီးပြုပြင်ထိမ့်သိမ့်မှုတွေဆောင်ရွက်သွားမယ်လို့စကောက်စီကပြောထားပါတယ်။ငလျင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ရှီဟောင်းအဆောင်အုံတွေကိုပြုပြင်ထိမ့်သိမ့်ဖို့ UNESCO guideline နဲ့အညီလှုပ်ဆောင်နေပြီးထိခိုက်ပျက်စီးမှုတွေကိုစနစ်တကျရှင်းလင်းပြီးတော့နောက်ထပ်ငလျင်တန်ခံနိုင်ဖို့ထပ်သွင်းတွက်ရှိပြီးတော့ပြန်လည်တည်ဆောက်သွားမယ်လို့စကောက်စီကပြောထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ဆက်လက်ပြီးပုံနာကျွန်းမြို့နယ်စစ်ဘေးရှောင်တွေမှာရေရှားပါမှုပြဿနာတွေကိုကြုံတွေ့နေရတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။ပုံနာကျွန်းမြို့နယ်ကြံခင်းပန်းနီလာစတဲ့စစ်ဘေးရှောင်စခန်းတွေမှာရင်ရှားပါတဲ့ပြဿနာကိုဆူဆူဝါဝါခံစားနေရပါတယ်။သူတို့ဟာသုံးရီတလုံးရဖို့အတွက်ဆေးတောင်ခန့်ရေတွင်းကိုတူဖို့ရပြီးရလာတဲ့ရေတွေကလည်းမတန့်ရှင်းတဲ့အတွက်အဲ့ဒီရေကိုသုံးဖို့တညထားပြီးမှသုံးရတာဖြစ်ပါတယ်။ဆေးတောင်ခန့်တူပြီးတော့ရေမထွက်တဲ့တွင်းတွေလည်းရှိပါတယ်။ သူတို့ဟာပုံနာကျွန်းနဲ့စစ်တင်မြို့နယ်တွေကစစ်ဘေးရှောင်လာကြတဲ့စစ်ဘေးရှောင်တွေဖြစ်ကြပြီးလက်ရှိမှာပုံနာကျွန်းမြို့နယ်ကြံခင်းစစ်ဘေးရှောင်စခန်းမှာအရာကြီးခိုလုံနေကြပါတယ်။အဲ့ဒီစခန်းမှာစစ်ဘေးရှောင်ထောင်ကျရာကျိုးရှိပြီးတော့ရေရှားပါမှုပြဿနာကိုအဓိကခံစားနေကြရတာပါ။စစ်ဘေးရှောင်တွေမှာမတန့်ရှင်းတဲ့ရွေတွေကိုတုံးဆွေးမှုတွေကြောင့်ဝမ်းပြက်ဝမ်းလျှော့အပြင်အရေးပြားရောဂါတွေပါဖြစ်ပွားမှုတွေရှိနေကြပါတယ်။ နောက်ဆုံးအနေနဲ့မင်းလားတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား10ဦးကြဆုံးပြီးတော့လက်နက်တွေသိမ်းဆည်းရမိတယ်လို့အရှုရှင်းပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းမင်းလားမြို့နယ်မှာစစ်ကောင်စီနဲ့အရှုရှင်းကာကွယ်ရေးတပ် ICDF နဲ့ပူးပေါင်းမဟာမိတ်တပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား10ကျော်ကြဆုံးပြီးတော့လက်နက်အရှုသိမ်းဆည်းရမိခဲ့တယ်လို့ ICDF က April 29ရက်ကထုတ်ပြန်ခဲ့ပါတယ်။ အင်အား90ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာမင်းလာမြို့နယ်စားရှောင်းကျေးရွာကဇေယျမြောင်ကျေးရွာဘက်ကိုအေပင်28ရက်နေ့နဲ့ပိုင်းမှာစစ်ကြောင်းထုတ်လာချိန်မှာ ACDN နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့အချိန်စစ်ကောင်စီတိုက်လျင်2စီး AMI-35 တပ်စီးနဲ့လေကြောင်းပစ်ကူပေးခဲ့ရပြီးစစ်ကောင်စီရဲ့စစ်ကြောင်းဟာထောက်ကျန့်ကျေးရွာကိုတက်ဆုပ်ပြီးဘုံကြီးကျောင်းမှာတက်ဆွဲထားတယ်လို့ဆိုပါတယ်။တိုက်ပွဲပြီးမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း10လောင်းလက်နက်ငယ်17လက် ကွန်မန်ဒို ပြောင်းတိုတလက်နဲ့စစ်သုံးပစ္စည်းတွေတင်ဆက်ရမိခဲ့တယ်လို့ထုတ်ပြန်ထားတာပါလက်ရှိပဲခူးတိုင်းမင်းလာမြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပြက်ခတ်မှုအပြင်တိုက်ပွဲတွေကြောင့်ကျေးရွာ20ကျော်ကဒေသခံတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်ခင်ဗျာဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုကျွန်တော်နဲ့ပဲရန်နာလိုက်ရပါတယ် တခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့နေတယ်ဆိုရင်တော့အပေါင်း66 739 643 633 3ကိုလုံခြုံစိတ်ချစံတဲ့သတင်းတွေပေးပို့နိုင်ပါတယ်။ဒီ season ကိုတလန်လန်နေကနေစနေနေ့ထိနေ့စဉ်ည7:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။